တရားဆိုတာစိတ်ထဲမှာကြည်နူးလာတာကုသိုလ်လုပ်ခြင်းနဲ့စိတ်တွေဖြစ်လာစိတ်ကြည်နေတာဆိုလို့ဟုတ်ပြီအိမ်မှာနေရင်စိတ်ကလေးကြည်လာလို့ရှင်အေးဖရာပန်းလဲအောင်မှာပဲနော်တရားနာတော်အောင်မှာပဲဥပုသ်ဆောင်အောင်မှာပဲဆိုရင်စိတ်ကလေးတွေဝင်လာစိတ်ဝကြည်လို့ရံဖြစ်နေရင်တော့မရဘူးတရားတရားဖြစ်လာပြီဆိုရင် ကောင်းတာလုပ်ခြင်းနဲ့စိတ်ကလေးတွေဝင်လာဒါကြောင့်မို့ तू က တဒါဖြစ်လာပြီဆိုလို့ရှိရင်နောက်ဆက်တွဲတွေကအကောင်းနေကြည့်ပဲဖျားရှိခိုးမယ်ကုသထာရပြန်လှူမယ်တမ်းမယ်ကုသတွေရလာပြန်ဥပိုးဆောင်မယ်ကုသတွေတိုးလာပြန်တဒါကိုအကြောင်းပြပြီးတော့ကုသတွေတိုးလာဒီလိုဆုံးတာပွားလာတာသူကရော့ကြလာတာအဲ့ဒါကြောင့်မလို့တဒါဆိုတဲ့ဒီပစ္စည်းဥစ္စာကုသတဏ္ဍာမရအောင်ရှာထားတယ်ဒီလိုပြောတာနော် ကိုယ်တဏ္ဍာမရအောင်ရှာမယ်ရသော်ဘုရားကအလောကပြီလူကြီးကမေးတဲ့မေးခွန်းတစ်ခုကိုဖြေထားတဲ့လက်ကြည့်ကိန္တုဒဝိတံပုရိတ္တတ္တထာနဲ့အရှင်မြတ်ဒီလောကထဲမှာသတ္တဝါတွေအတွက်အကောင်းဆုံးပစ္စည်းဆိုတာဘာပါလဲဆိုတော့မြတ်စွာဘုရားတရားတရားလို့ပြောတယ်ဟုတ်တယ်တရားရှိပြီဆိုရင်ကုသိုလ်တွေကအများကြီးရသည့်အတွက်ကြောင့်ပရမညာတစ်လုံးရတာနဲ့ မတူဘူးအမတန်ကွာသွားတယ်ဗရမရရတာကတသက်စာမဟုတ်ဘူးဒီတဘွားစာလေးပဲတရားရလို့ကုသိုလ်ကောင်းမှုတွေလုပ်သွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတန်လျာထဲမှာအဆင်မြင့်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတရားရှိလို့လှူတယ်တန်းတယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်နောက်ဆုံးနိဗ္ဗာန်တည်းအောင်ကြိုးရသွားတယ်ဒီလိုတရားမရှိဘူးဆိုလို့ရှိရင်ဘာမှမလုပ်ဘူးသူကနော်ယုံကြည်မှုတရားတရားမရှိတဲ့ပုဂ္ဂိုလ်ကဘာမှမလုပ်ဘူး ကောင်းတဲ့အလုပ်စင်မလုပ်တော့အဲ့တော့တရားရှိပြီဆိုမှကောင်းတဲ့အလုပ်တွေကလုပ်ဖြစ်တာဖြစ်တော့ကြောင့်တရားဆိုတဲ့ပစ္စည်းဥစ္စာဘလောက်တန်ကြီးရှိရောနော်ဝေကြည်တဏပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကိုလိုချင်တာဝယ်ရတယ်လို့ပဲတရားရှိပြီဆိုရင်ကိုလိုချင်တဲ့ကုသိုလ်တွေအကုန်ဖြစ်တယ်ဒါလို့ဆိုတာပေါ့နော်ဘုရားဆောင်မယ်တရားနာမယ်ကမ္မထာအထုတ်မယ် တရားရှိပြီဆိုရင်အကုန်ဖြစ်လာတဲ့အခါကျတော့အကျိုးတရားတွေအများကြီးရလာတယ်လှုပ်ဖြစ်သွားဒါကြောင့်တရားဆိုတဲ့ဥစ္စာကိုလည်းရအောင်ရှာထားကြတယ်ဘဝတသက်တံမှာရွှေတွေငွေတွေကြီးပဲကုန်းရှာနေတဲ့တရားကိုလည်းရှာအောင်မြတ်စွာဘုရားဒီလိုဟောတာနော်